ဘယ်အရာမှမမြဲဘူးဆိုတဲ့ anonymous ဒီကနေ့မှာတော့မြမဂီတာလောကမှာထူးခြားတဲ့အနုပညာရှင်တဦးဖြစ်တဲ့ anonymous ရဲ့ခက်ခဲတဲ့ဘဝဖြတ်သန်းမှုနဲ့အနုပညာခီလန်အကြောင်းကိုပြောပြပေးချင်ပါတယ်။ anonymous ကသူ့ရဲ့အတိတ်ဘဝအကြောင်းကို ရိုးသားပွင့်လင်းစွာ ဖွင့်ဟခဲ့ပါတယ်။ဘဝမှာမသိနာမလဲမှုတွေကြောင့်အမားတွေရှိခဲ့သလိုစိတ်ဒဏ်ရာတွေလည်းရခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီအတွေ့အကြုံတွေကနေသင်ခန်းစာတစ်ခုကိုတော့သူရခဲ့ပါတယ်။ အဲ့ဒါကတော့ဘယ်အရာမှမတည်မြဲဘူးဆိုတော့ဘဝရဲ့အမှန်တရားပါပဲဒီလိုခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ကြောဖြတ်ပြီးတဲ့နောက်မှာ သူဟာသူ့ရဲ့ပြည်သက်တွေကိုအားပီးချင်တဲ့စိတ်နဲ့ရှင်သန်ခြင်းဒုက္ခဆိုတဲ့တခြင်းကိုရေးသားဖန်တီးခဲ့တာပါတဲ့ဒီတခြင်းဟာဘဝမှာအခက်အခဲတွေကြုံနေရတဲ့သူတွေအတွက်ခွန်အားဖြစ်စေဖို့ရည်ရွယ်တယ်လို့လည်းသူကဖွင့်ဟခဲ့ပါတယ် Anonymous အနုပညာလောကထေကိုရောက်လာပြီးကတည်းကတခြင်းပေါင်းအပုတ်90လောက်ထုတ်လွှင့်နိုင်ခဲ့ပါတယ် အနားယူနေတဲ့ကာလာတွေမှာတော့သူဟာလက်လျှော့လိုက်တာမျိုးမရှိပဲတခြင်းတွေကိုဇက်တရေးဖြစ်ခဲ့ပါတယ်သူရဲ့အမှုပညာပေါ်ထားရှိတဲ့စိတ်ဓာတ်နဲ့စူးစားအားထုတ်မှုတွေကြောင့်သူရဲ့အမခံပရိသတ်တွေကလည်းအမြဲတမ်းစိတ်ပူပေးပြီးအားပေးနေကြပါတယ် Anonymous ကတော့ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်သူအမြဲတမ်းအားရှိနေရလို့ပြောပြခဲ့ပါတယ် Anonymous နဲ့အတူ အလုပ်တွေလုပ်ဖူးတယ်ဒန်ဆာဆော့ထွက်ကလည်းသူရဲ့အရေးချင်းတွေနဲ့ပတ်သက်ပြီးချီးကျူးခဲ့ပါတယ် ဆော့ထက်က anonymous ဟာအကကိုအရန်စူးစားသယူပြီးမနာမနေလေးကျင်တတ်တယ်လို့ပြောပါတယ်။ဒါပြင်အပြင်မှာလည်းအရန်ကိုယဉ်ကျေးတင်မွေးတဲ့သူဖြစ်ပြီးလူကြီးရဲ့အပေါ်မှာလေးစားမှုရှိတဲ့စိတ်ကောင်းရှိသူတူလို့ဆိုပါတယ်။အနော်ရဲ့အသံဟာတနာဆက်ဖွဲကြီးနိုးစရာကောင်းတဲ့ဂျူနာတန်ဖြစ်တာကြောင့်သူကြိုက်တယ်လို့လည်းဆော့ထက်ကဖွင့်ဟခဲ့ပါတယ်။ဒီအချက်တွေပြင်အနော်ရဲ့ဖက်ရှင်မိုင်းကိုလည်းဆော့ထက်ကအကြံဉာဏ်တွေပေးဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ အနာနီမန်စာဘဝမှာအမားတွေနဲ့စိတ်ဒဏ်ရာတွေရခဲ့ပေမဲ့အဲ့ဒီအတွေ့အကြုံတွေကို သူ့ရဲ့အမှုပညာဖန်တီးမှုတွေထဲမှာထည့်သွင်းပြီးရှင်းဆက်နေသူတဦးပါပရိသတ်တွေရဲ့အားပေးမှုနဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေက သူ့ကို အောင်မြင်မှုလမ်းကြောင်းပေါ်မှာဆက်လက်ရှောင်လန်းစီအောင်မှအသေးချပါပဲအတန်ပြည့်စည်သွားပြီဆိုတဲ့ထထထွန်းတရုတ်ဆောင်ထထထွန်းရဲ့လာပါရဲ့ရုပ်ရည်နဲ့ဆွဲဆောင်မှုရှိတဲ့အတန်ကို ပရိသတ်တွေကချစ်ကြပါတယ် ဒါပေမဲ့သူမရဲ့အတန်ကငကိုကလေးကနည်းနည်းအပ်တဲ့အထဲမှာပါဝင်ပါတယ်။နောက်ပိုင်းမှာတော့ live series အဆက်မပြတ်လွှင့်တာ၊ presenter ဖြစ်ဆောင်ရွက်တာ၊ပြီးတော့စိတ်ခံစားမှုပြင်းထန်တဲ့ဇယုတ်တွေကို အချိန်ကြာကြာရရတာတွေကြောင့်အတန်ပိုပြီးပျက်စီးသွားတယ်လို့သူမကိုယ်တိုင်ဖွင့်ဟပြောပြခဲ့ပါတယ်။ဒါပေမဲ့နုပညာလုပ်ကိုတန်မိုးထားတာကြောင့်ဒီလိုအတန်ပြောင်းလဲမှုတွေကိုလက်ခံထားတယ်လို့လည်းသိရပါတယ်။တထထွန်းကသူမရဲ့အတန်ပြက်စီးတာကိုတော့အလေးမထားပဲ။သူမရဲ့အခြေအပေါ်အမြင်ကို ပြောပြရင်ရေစားရှိရတဲ့လိန်နေရဲ့မင်းသမီးတွေကိုပါဝေဖန်ခဲ့ပါသေးတယ်။အားလုံးသိတဲ့အတိုင်းပဲတတထွန်းဟာပရိသတ်ရှိမှပွပွလင်းလင်းနေတတ်သူတူပါ။ချစ်သူရှိရဲဆိုရင်လည်းပရိသတ်ကိုခြားပြရဲသလိုရှိရသားနဲ့မရှိဘူးလို့အဟန်ဆောင်ပြောဆိုတာမျိုးလည်းမလုပ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ဒီမှာကကိုယူသွားရင်မိမတယောက်ရဲ့တာဝန်မကြီးမှာကိုပဲကြောက်မိရဲ့လို့လည်းပြောခဲ့တာကြောင့်အင်တာဗျူးချင်းအပေါ်ဘလောက်အလေးနဲ့ထားလဲဆိုတာကိုသိနိုင်ပါတယ်။ ဝက်ဒင်ရှိုးတစ်ခုမှာဒီဇိုင်နာတင်ဆိုးလွင်နဲ့တွေ့ဆုံတော့ကလည်းတမိုင်မင်္ဂလာဝတ်ဆောင်နဲ့ပတ်သက်ပြီးစိတ်ကူးအိမ်မက်အကြောင်းကိုပြောပြခဲ့ပါတယ်။ကိုပွဲကြရင် ကိုဝဲမဲဝတ်ဆောင်နဲ့ဘလို့ချက်တည်ရရှိနေမလဲဆိုပြီးတွေးမိခဲ့ပေမယ့်လက်ရှိမှာတော့အင်တာဗျူးဖို့အစီအစဉ်မရှိသေးဘူးလို့ဆိုပါတယ်။ဒီဇိုင်နာတင်ဆိုးလွင်ကတော့တမကိုနှစ်တွေအကြာကြီးဝတ်ဆောင်နေချုပ်ပေးခဲ့သူဖြစ်ပြီးတမသာအင်နာပြဖို့ဆုံးဖြတ်ခရင်မင်္ဂလာဝတ်ဆောင်ကိုအလှဆုံးနဲ့အကောင်းဆုံးချုပ်ပေးဖို့အသင်ရှိနေလို့လည်းပြောပြခဲ့ပါတယ် ထထထွန်းဟာအသက်30ကျော်လာပြီဖြစ်ပေမဲ့အချစ်မရှိဘဲတရားတည်းရဲ့ဒီနေဆိုတာလိန်ပြောတာပဲလို့စင်ငယ်ပါလို့ပြောနေကြသူတွေဟာလိန်နေရာဖြစ်ကြောင်းပြောခဲ့ပါတယ်ထထထွန်းရဲ့ပွင့်လင်းမြင်သာပြီးရိုးသားတဲ့စိတ်နေစိတ်ထားတွေကိုပရိသတ်တွေကတော့ပိုပြီးချစ်ခင်နေကြပါတယ်ပရိသတ်ကြီးတို့ရော ထထထွန်းကိုချစ်ကြသီလားနော်အလုံးစိတ်ဝင်စားနေကြတဲ့စူပြည့်သင်းရဲ့ဘဝ ဒီတစ်ခါမှာတော့ပြည်သက်တွေအစ်စ်တော်တရုတ်ဆောင်စုပြည်သူစင်နဲ့ပတ်သက်တဲ့ဘဝအမြင်အနုပညာခံယူချက်နဲ့အင်ထောင်ကြီးအကြောင်းလေးတွေကိုပြောပြပေးချင်ပါတယ်။ပထမဆုံးအနေနဲ့သူမရဲ့အနုပညာခီလန်းအကြောင်းပြောရအောင်နော်။ဆိုပြည်သူစင်ဟာခုဆိုရင်အင်ထာဗျူတော်မှာဖြစ်လို့အနုပညာလုပ်တွေကိုရက်တော့မလားဆိုတဲ့စိုးရိမ်မှုတွေရှိနေနိုင်ပါတယ်။ဒါပေမဲ့ပြည်သက်တွေစိတ်ပူစရာမလိုပါဘူး။သူမပြောထားတာကတော့လက်ထပ်ပြီးရင်လေနုပညာလုပ်တွေကိုဆက်လုပ်သွားမှာပါတဲ့။ ါပေမဲ့ရင်ခလိုဆက်ကားတွေအများကြီးရိုက်တာမျိုးထက်သူမကိုယ်တိုင်တကယ်နှစ်သက်တယ်။ရိုက်ချင်တဲ့ဇလံကောင်းလေးတွေကိုပဲရွေးချယ်ပြီးနှုတ်ပညာလို့ကိုလောက်ကိုင်းသွားမယ်လို့သိရပါတယ်။ဒါဆိုရင်တော့ပရိသတ်တွေအနေနဲ့အည်သွင်းမျက်နှာရုပ်ရှင်ဆက်ကားကောင်းလေးတွေကိုဆက်လက်ကြည့်ရှုရအောင်ပါဖြစ်လို့တကယ်ကိုဝမ်းသာစရာပါပဲ။နောက်တစ်ချက်ကတော့သူမရဲ့စိတ်ထားလေးပါပဲ။ဆိုပြတဲ့ဆင်ဟာမိသားစုပေါ်အရန်ကိုတံမိုးထားတဲ့သူတယောက်ဆိုတာသူ့ရဲ့ပြောစကားတွေကနေသိနိုင်ပါတယ်။ဒီမှာကမိဘတွေကို အရေးတကြီးကြီးနဲ့ကြည့်ပြီးစောင့်ရှောက်ပြရတာကိုပြောတယ်လို့ပြောပါတယ်။ဒါပြင်လူပညာလုပ်တွေနဲ့ဘလောက်ပဲမအားလန့်နေပါစေမိမတွေကိုစိတ်ဆင်းရဲအောင်တခါမှ မလုပ်ဖူးဘူးလို့လည်းဆိုပါတယ်။ဒါဟာလူငယ်တယောက်အနေနဲ့တကယ်ကိုအတူယူစရာကောင်းတဲ့စိတ်ဓာတ်လေးပါ။ပြီးတော့စိုးပြသစဉ်ကလက်ထပ်ပြီးရင်ဘဝကဘလိုမျိုးပြောင်းလဲသွားမလဲဆိုတဲ့မိခွန်းကိုရိုးရှင်းတဲ့အဖြေတစ်ခုပေးခဲ့ပါတယ်။တမရဲ့အနာဂတ်လက်ထွဲဖို့ဟာတမနာမအမြင်ရှိနေပြီးစောင့်ရှောက်ပြီးသွားမှဖြစ်တာကြောင့် ။တမိုင်းဘွားမှာတူ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 ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ပြောပါရယ်။ဒါဟာလက်တွဲပေါ်အပေါ်တမိုင်းရဲ့အပြေအဝါယုံကြည်မှုကိုပြသနေရပါပဲ။ဒီလိုမျိုးကြည်နိုးစရာချီးရင်နဲ့ပတ်သက်ပြီးစိုးပြည့်ရဲ့တငယ်ချင်းဖြစ်သူတွေနဲ့မိသားစုဝင်တွေကလည်းအားကျစရာကောင်းတဲ့အတွေ့အလေးဖြစ်ကြောင်းပြောပြထားပါရယ်။သမိုင်းရဲ့ဥပညာကြီးလန်းတဲ့အင်ထိုင်းဘွားကဘလိုမျိုးအီချမ်းတာယာနေမလဲဆိုတာကိုလည်းဆက်လက်ဆောင်ကြည့်ကြရအောင်နော်။ကြောက်ချာရပြီးမှပြောင်းလဲသွားတဲ့မြတ်သူသူ တရားစာမြတ်တူတူဟာသူမရဲ့ဝန်ထမ်းမလေးတူအပေါ်ပြသခဲ့တဲ့စေရနာကြောင့်ပရိသတ်တရားလေးစာမှုကိုပုံမူရလာပါတယ်။အဖြစ်ပြက်ကတော့ဝန်ထမ်းမလေးတူဟာနေမကောင်းဖြစ်လို့အလုံနာပြီးအိမ်ပြန်ချင်နေပေမဲ့ငွေကြေးအကျွေးတွေကြောင့်မပြန်ရဲပဲဖြစ်နေခဲ့တာပါ။သူမဟာကျူထုံငွေ28သိန်းနဲ့စေကူတာစရိတ်12သိန်းစုစုပေါင်း30အကျွေးတင်နေခဲ့တာဖြစ်ပါတယ်။ဒီအခြေအနေကိုသိရှိတဲ့အခါမြတ်တူတူကအချက်ချင်းပဲကူညီပေးခဲ့ပါတယ်။ သူမဟာဝန်ထမ်းမလေးကိုအစင်မပူဖို့ပြောပြီးစေဖို့၁၂သိန်းကိုအကျဉ်းမတင်တော့ပဲလုံးဝလျှော်ပြစ်ပေးခဲ့ပါတယ်ကျောထုံငွေ28သိန်းကိုလည်းဒီကောင်းတဲ့အခါပြန်လာပြီးအလုပ်လုပ်ရင်ဖြည်းဖြည်းချင်းပြန်လဲပေးဆက်ဖို့စည်စနာထားပြီးပြောခဲ့ပါတယ်။ဒါပြင်အိမ်ပြန်ပြီးကောင်းမွန်စွာအနာယူဖို့လည်းခွင့်ပြုပေးခဲ့ပါတယ်။တခုခုလိုအပ်ခရင်လည်းအချိန်မရွေးဆက်သွယ်ဖို့တောင်မှကြားခဲ့ပါသေးတယ်။ဒီလိုမျိုးစိတ်ကောင်းနှလုံးကောင်းနဲ့စာနာထောက်ထားတဲ့အလုပ်ရှင်ကိုရရှိတဲ့အတွက် ဝင်ထမ်းမလီကဝမ်းသာလုံးလုံးမျက်ရည်တွေနဲ့ကျေးဇူးတင်စကားဆုခဲ့တယ်လို့သိရပါဗျ။ဒီလိုစိတ်ထားမျိုးဟာတကယ်ကိုအတူတူစရာကောင်းပါတယ်။စိတ်ထားကောင်းလို့ဆိုပြီးချီကျူးခံနေတယ်လို့တဖက်မှာလည်းမြတ်သူသူဟာခင်မွန်ဖြစ်သူကလက်ဆောင်ပေးခဲ့တယ်။ iPhone 17 Pro Max နဲ့ပတ်သက်ပြီးလည်းဝေဖန်မှုအချို့နဲ့ရင်ဆိုင်ခဲ့ရပါဗျ။မြန်မာနိုင်ငံမှာပထမဆုံးကန့်ခွင့်ရသူဖြစ်အောင်ခင်မွန်ဖြစ်သူကလက်ဆောင်ပေးခဲ့တဲ့အကြောင်းကိုသူမရဲ့လူမှုကွန်ရက်ဆာမနာမှာဂုဏ်ယူစွာတင်ခဲ့တဲ့အခါ ဝေဖန်မှုတွေပေါ်ပေါက်ခဲ့တာပါဒီလိုဝေဖန်မှုတွေပေါ်အမျက်တူတူကရင်ကျက်စွာနဲ့တုံပြန်ခဲ့ပါတယ်သူမဟာအိမ်တောင်တဲ့အမျိုးသမီးတရားဖြစ်ပေမဲ့အိမ်မှာထိုင်နေတဲ့သူမဟုတ်ပဲကိုပိုင်စီပွားရေးလုပ်ငန်းတွေကိုလည်းတက်ကြွစွာလုပ်ကိုင်နေကြောင်းရှင်းပြခဲ့ပါတယ်။ဒါကြောင့် iPhone 17 Pro Max ကိုခင်မွန်းကဝယ်ပေးမှာမဟုတ်ပဲသူမကိုယ်တိုင်လည်းလွယ်လွယ်ကူကူဝယ်ယူနိုင်ကြောင်းနဲ့နှမျောလိုသားမွေခဲ့ခြင်းဖြစ်ကြောင်းပွန့်ပွန့်လင်းလင်းပြောဆိုခဲ့ပါတယ်။ တကယ်တော့ تمہ ရဲ့အစင်တန်းနဲ့ဆိုရင် iPhone 17 Pro Max လောက်ကပစ္စည်းတသေးလေးတစ်ခုများသားဖြစ်ကြောင်းကိုလည်းတွေ့ဝိုက်ပြီးဖော်ပြသွားခဲ့ပါတယ်။ပရိသတ်တွေကတော့မျက်စုသူကိုယောက်ျားရပြီးမှပြောင်းလဲသွားတယ်လို့ဆိုနေကြပါတယ်ရှင်။ကောင်းမြတ်ဆန်ပေါ်ထားတဲ့ဆောင်းဝင်းရီမေရဲ့သဘောထားတေယဆောင်ဆောင်ဝင်းရီမေကတော့ تمہ ရဲ့အခြေရေးအင်ထောင်ရင်းနဲ့ပတ်သက်ပြီးရိုးသားဖွင့်လှစ်တဲ့ဇာတ်ရည်ကို ပြောပြလာပါတယ်။ အခုချိန်မှာတော့အင်တာဗျူးဖို့စိတ်မကူသေးပဲမိသားစုအတွက်အတန်နိုင်ဆုံးရှာဖွေပြီးချင်သေးတယ်လို့ဆိုပါတယ်။တကယ်ကိုမိသားစုကိုဘလောက်ချစ်လဲဆိုတာပေါ်လည်နေရပါပဲနော်။အင်တာဗျူးဖြစ်ခဲ့ရင်ဘလို့လူမျိုးကိုရွေးမလဲလို့မိတဲ့အခါသူမရဲ့အဖြေကတကယ်ကိုလက်တွေ့ကြပါတယ်။အင်တာခွဲဖြစ်ဖြစ်လူလူပဲဖြစ်ဖြစ်အရေးမကြီးပါဘူး။ကိုဘွားကိုပံပိုးပေးနိုင်ပြီးတားမမတ်မရမမတ်ပေါင်းနိုင်တဲ့သူဆိုရင်ရပါပြီတဲ့။ ကိုပေါ်တကယ်ချစ်ပြီးသီးခံနိုင်တဲ့သူမျိုးကိုပဲလက်တွဲဖို့ဖြစ်ရွေမယ်လို့လည်းပြောခဲ့ပါတယ်။ဒါဟာရုပ်ရည်ထက်စိတ်ထက်ကို ပိုအလေးထားတယ်ဆိုတာကိုပြသနေရပါပဲ။အွန်လိုင်းပေါ်ကစုံတွဲတွေကိုမြင်ရပေမဲ့အားမကျတော့ဘူးလို့လည်းသူမကပြောပါတယ်။ဘာလို့လဲဆိုတော့လူတွေကအွန်လိုင်းမှာအကောင့်တွေပဲခြားပြတတ်ပြီးနောက်ွယ်ကဖောက်ပြန်မှုတွေပြဿနာတွေကိုမမြင်ရလို့ပါတဲ့။ဒါပြင်သူမရဲ့အရင်အခြေအတွေ့အကြုံတစ်ခုကိုလည်းဖွင့်ဟခဲ့ပါတယ်။ ကိုနဲ့တွေ့နေတော့မှနောက်တရားကိုရန်ချစ်သွားပြီလို့ပြောခံခဲ့ရဖူးတယ်တဲ့အဲလူကို idol လို့သဘောကျနေခဲ့တာကြောင့်ချက်ချင်းမပြတ်နိုင်ပဲဖြစ်ခဲ့ရတယ်လို့လည်းဆိုပါတယ်ပရိသတ်တွေကသူမနဲ့ကောင်းမြတ်ဆန်တို့ကို ship နေကြတဲ့အပေါ်မှာလည်းသူမကပူပွင့်လင်းလင်းပဲတုံ့ပြန်ခဲ့ပါတယ်ထင်သလိုတော့မဟုတ်ပါဘူးကျမတို့ကတရားအရင်စားပြီးရန်ဖြစ်နေရတာတဲ့ဒါပေမဲ့မဟုတ်ဘူးလို့တော့လည်းမပြောလို့ပါဘူးဆိုတဲ့သူမရဲ့စကားကြောင့်ပရိသတ်တွေပို့ပြီးစိတ်ဝင်စားသွားခဲ့ကြပါတယ် ကမြန်ဆန်ဘက်ကလေပြည်သက်တွေချစ်လို့ရှိတာကိုပြောပါတယ်လို့ပြောခဲ့တာကြောင့်သူတို့နေရာရဲ့ဆက်ဆံရေးကတကယ်ကိုချစ်စရာကောင်းနေပါတယ်။သူ့အိမ်မက်ကခေါင်းဆောင်မင်းသမီးပက်စီဆိုကသူ့ရဲ့အိမ်မက်အကြောင်းကို ပြောပြလာပါတယ်။အန်တီခင်မှုမှုအေးလိုမျိုးအသက်ကြီးမှခေါင်းဆောင်မင်းသမီးဖြစ်ဖို့ကြိုးစားနေရပါတယ်။ခေါင်းဆောင်ဖြစ်ခြင်းနဲ့အိမ်မက်ကလူတိုင်းမှာရှိပါတယ်လို့သူကပွန်ပွန်လင်းလင်းပြောပါတယ်။ဒါပေမဲ့အောက်စီမလို့ပဲကုကုကိုထိန်သိမ်းသွားမယ်လို့လည်းဆိုပါတယ်။ တွေ့အတွက်ကတော့အရေးကြီးဆုံးကရာထူးနေရာထက် ရိုးသားမှုနဲ့ဂုဏ်သိက္ခာပဲလို့ယုံကြည်ထားပါတယ်။ဖက်စီဆိုဟာမကြသေးခင်ကသူရဲ့မွေးနေ့မှာပွဲရီပါရီလုံးမဲ့အစားအာဟာရဒါနအလူတစ်ခုလုပ်ခဲ့ပါတယ်။ကိုပစံနဲ့အလူလုပ်ရတာဘဝမှာအပျော်ဆုံးပဲလို့လည်းပြောပြခဲ့ပါတယ်။ဒါပြင်ဒီနေ့မွေးနေ့မှာနေစုံလဲလူတန်းခဲ့ပြီးလူနိုင်တာကိုပဲပီတိဖြစ်ရတယ်တဲ့။ဒါပြင်ပစီဆုံးတဲ့တေယုဆောင်ချူလီတို့ရဲ့တငယ်ချင်းဆက်ဆံရေးကတကယ်ကိုချစ်စရာကောင်းပါတယ် သူလေးကသူ့ကိုယုံကြည်ကြရီလက်ခံခိုင်းပြီးလက်မခံရင်တေကံပြတ်မယ်လို့တောင်ပြောခဲ့ပူပါတယ်တဲ့သူကတော့မကြပါဘူးချစ်တာပါလို့ပက်စီဆိုကရည်ပြီးပြောခဲ့ပါတယ်အရန်မိုင်းနေတဲ့ပက်စီဆိုရဲ့မွေးနေ့ဓာတ်ပုံရိုက်ဖို့အတွက်ဖက်ရှင်တွေကို စီစဉ်ပေးသူအကြောင်းမိယာမလေးဒီဇိုင်နာယီမွန်အောင်က စီစဉ်ပေးခဲ့ပါတယ်လို့ဆိုပါတယ်ယီမွန်အောင်ကတော့ပက်စီဆိုနဲ့သူကစိတ်တူကိုယ်တူဖြစ်ပြီး energy တွေကတူညီတယ်လို့ပြောပါတယ်သူတို့နေရာဟာ mini series အတ <Yeah. S 1> ွက်လည်းတူတူရိုက်ကူးခဲ့ပူတယ်လို့သိရပါတယ်။ပြောရမယ်ဆိုရင်ပက်စီဆိုကတော့အနုပညာလုပ်တွေကိုစူးစမ်းရင်းကိုရိုင်းရှာထားတဲ့ပတ်စံလေးတွေနဲ့အလိုတန်းလုပ်ပြီးပျော်ရွှင်နေသူတယောက်ပါပဲ။ခေါင်းဆောင်မင်းသမီးဖြစ်ဖို့အိမ်မက်ရှိနေပေမဲ့အရေးကြီးဆုံးကယောသားစွာနဲ့ဂုံတိတ်ခါရှိရှိနေဖို့ပဲလို့ခံယူထားသူတယောက်လည်းဖြစ်ပါ